ပရိသတ်တွေကတော့မတဲကြပါပဲ။ရိုနယ်ဒိုနဲ့မက်ဆီကတော့2 for 2လေးစားတာကလွဲရင်ဘာမှမရှိကြပါဘူး။ပရိသတ်များလုံးပဲမိန်လာများရှေးရောအိုင်မက်ခွန်ရှင်ကို online အကြောင်းကနေပြန်လိုက်ကြိုလိုက်ပါရင်မက်ဆီနဲ့ရိုနယ်ဒိုပရိသတ်တွေဆိုတော့ကဘာကြေတာတော့ဦးတန်းမကြေတဲ့တစောင်းစင်းနဲ့မျက်ချီမတဲကြတဲ့သူတွေပါ။ရယ်လိုပရိသတ်တွေကလည်းမက်ဆီကိုကြီးမြသလိုမက်ဆီပရိသတ်တွေကလည်းရိုနယ်ဒိုကိုဆိုရင်နှာခေါင်းရှုပ်ကြပါတယ် ပြည်ထောင်စုရဲမှာဂျင်းစိန်နဲ့မိသမင်ဖြစ်နေကြတာကတော့ကဘာတိရွာတိပဲဖြစ်ပြီးတပတ်နဲ့တပတ်ခလုံးမတိုင်လိုက်ရရင်ကိုစားမဝင်အိမ်မပျော်ကြတာပါပြည်ထောင်စုဘက်ကအဲ့လိုမျိုးမတည့်တယ်လို့မျိုးရယ်လိုနဲ့မက်ဆီကရောသူတို့တူးနဲ့တူးဘယ်လိုမြင်မလဲနှစ်ယောက်စလုံးဟာလည်းရှေ့မှာတော့သူလန်းသူရှောင်းနေကြပြီးတမိုင်းတိကိုလှလပပရေးထိုးနေကြတာဖြစ်ပါရင်ဒါဆိုရင်လည်းရှေ့ချိန်မှာရယ်လိုနဲ့မက်ဆီတူးပေါ်တူးဘယ်လိုများမြင်ကြလဲချက်လောက်ကြည့်လိုက်ရအောင်ပါကြံကောင်းတာက တခုကတော့ကျွန်တော်တို့အနေနဲ့ဒီလူသားချင်းတို့ဘောလုံးကစားတာကိုရှင်လက်လက်မြဝါထင်ထင်မြင်တွေ့ခွင့်ရတာပါပဲ။မတူညီတဲ့ရသနှစ်ခုကိုဒီမြန်နေတဲ့ခန်းစားလဲရတာဟာပီတီဖြစ်စရာပါ။ဆယ်စုနှစ်စာတဦးနဲ့တူဆန်ရင်မှတ်တမ်းတွေအတွက်အရှင်မြန်ခဲကြပြီးအကောင်းဆုံးဆိုတဲ့စင်မြင့်ထက်ကိုသူတို့လည်းကိုယ်လည်းတက်ခဲ့ကြတယ်လို့ပါ။မက်ဆီရသာကိုနှိမ့်သက်သူတွေကမက်ဆီ၊ရယ်လိုရသာကိုခေါ်မင်းတဲ့သူကရနယ်ဒိုအပြိုင်ဆိုင်ပရိသတ်ရဲ့အခြေကိုတင်ဖိုက်ခဲ့ကြပါရင်အကယ်၍ကဘာကြီးသားနှစ်ချမ်းကွဲသွားမယ်ဆိုရင်မက်ဆီဘက်အချမ်းနေမဲ့သူနဲ့ရယ်လိုဘက်အချမ်းနေမဲ့သူဆိုပြီးတော့သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေမှာပါဘယ်သူကအကောင်းဆုံးလဲဆိုရယ်ကောင်းစင်တဲ့သူရန်နေဖြစ်စကားတွေများခဲ့ကြတာတွေကလည်းသူနဲ့တွေ့ပါပဲမက်ဆီသားလင်းအကောင်းဆုံးဆိုလို့ခံယူချက်ကိုပြောင်းလဲနိုင်သူတွေနဲ့ရန်ဒိုသားလင်းအကောင်းဆုံးဆိုတဲ့စကားကိုဆွဲကင်ထားသူတွေရဲ့တိုက်ပွဲကိုမျိုးနိုင်အောင်မြင်တွေ့ကြရပါတယ်ဒါပေမဲ့ပြည်သက်တွေကသာရန်နေဖြစ်ပြဿနာတွေတက်နေကြပါမယ်။သူတို့နှုတ်ကတော့2နဲ့2ပခုံးဖတ်ဖို့ဝင်မနေကြသူတွေဖြစ်ပြီးတူကိုတူလေးစားသူတွေဖြစ်ပါရင်မက်ဆီကဆိုတဲ့ရယ်ဒိုဂျားကရှင်မန်ကဲမှုအပေါ်အခုလိုမျိုးမြင်ပါရင်မက်ဆီရဲ့မက်ချက်ကရယ်ဒိုအပေါ်လေးစားတာကလွဲရင်ဘာမှမရှိမခဲ့ပါဘူး။ သူတို့ကြားကရှင်မြိုင်မှုကသာခွဲဦးနေတာဖြစ်ပါတယ်ဖရန့်ဘူဘောနဲ့ပြုတ်လုခဲ့တဲ့အင်တာဗျူးမှာမက်ဆီကအာဂစားသမန်ချက်ရီယာကျွန်တော်ကြားမှာရှင်မြိုင်မှုဟာကြီးကျယ်ခံရတဲ့ပွဲဖြစ်ခဲ့ပါတယ်ဒီရှင်မြိုင်မှုကြောင့်ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ပိုတိုးတက်စေခဲ့တယ်လို့ထင်ပါတယ် ဘာလဲဆိုတော့သူရောကျွန်တော်ရောအကောင်းဆုံးတိုင်ပွဲဝင်ရတာကိုကြိုက်နှစ်သက်ကြတဲ့သူတွေမို့ပါဘယ်လိုဟာလဲမဲ့အရာအလုံးကိုအမြဲတမ်းအနိုင်ယူခြင်းနေသူဖြစ်ပါရင်အဲ့ဒီကာလတွေဟာကျွန်တော်တို့အတွက်ရောဘောလုံးပရိသတ်တွေအတွက်ပါရွှေခိဖြစ်ခဲ့ပါရင်ကျွန်တော်တို့နှစ်ယောက်အနေနဲ့ထိတ်တန်းစင်မှာအချင်းကြာကြီးအရက်ထိန်နိုင်ခဲ့တဲ့အရာအပေါ်မှာချီးကျူးခံရဖို့ထိုက်တန်ပါရင်ဘာလဲဆိုတော့ထိတ်တန်းစင်ကိုရောက်ဖို့ဆိုတာလွယ်ပါရင်ဒါပေမဲ့ထိတ်တန်းစင်မှာအချင်းကြာကြာနေနိုင်မှုကခက်တာပါကျွန်တော်နှစ်ယောက်ဟာထိတ်တန်းစင်မှာ15နှစ်10နှစ်လောက်ရက်တည်နိုင်ခဲ့ပါရင်နေ့တိကျတော့ကျွန်တော်မသိပါဘူးတော်တော်လေးကိုထူးခြားပါရင် အဲ့ဒီနှစ်တွေအတွက်ခန်းထားတဲ့အမှတ်တရတွေထင်ရှားနေခဲ့မှာပါဆိုပြီးတော့ဖိကြသွားခဲ့တာဖြစ်ပါတယ်2023ခုနှစ်တုန်းကလည်းရန်ဒိုဟာသူနဲ့မက်ဆီဂျားကရှင်ပြိုင်မှုတွေပြီးဆုံးသွားပြီဖြစ်ကြောင်းခုလိုမျိုးဆိုခဲ့ဥပါရင်ဂျော်နီအောင်ရဲ့ရှင်ပြိုင်မှုကပြီးဆုံးသွားပါပြီစောင့်ကြည့်ခဲ့ကြတဲ့ပရိသတ်တွေလည်းဂျိုင်းနှစ်တက်ခဲ့ကြပါတယ်ဒီထဲမှာကျွန်တော်တို့တောင်းဆိုချင်တာကခရစ်စတီယာနိုရန်ဒိုကိုဂျိုင်းနှစ်တက်တယ်ဆိုရင်မက်ဆီကိုမုန်းပြစ်ရှာမလို့ပါဘူးကျောင်းနေဟာဘောလုံးသမိုင်းကိုအတူတူကပြောင်းလဲပစ်ခဲ့ကြသူတွေပါဘောလုံးမိုင်းအကောင်းဆုံးဆိုတဲ့အရာတွေကိုအတူတူကမှတ်တမ်းတင်ခဲ့ကြသူတွေပါအရေးကြီးဆုံးချက်ကတော့ကျွန်တော်ကိုရောသူ့ကိုပါအ ကမ္ဘာလုံးကလေးစားကြရဲဆိုတာပါပဲအခုဆိုရင်မက်ဆီကလည်းသူရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောင်းလန်းနေတယ်လို့ကျွန်တော်ကလည်းကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောင်းလန်းနေပါတယ်ကျွန်တော်နေအောင်စလုံးကဥရောပမှာမရှိကြတော့ပါဘူးဒါပေမဲ့ကျွန်တော်ထားခဲ့တဲ့အမွေအနှစ်တွေကတော့ဆက်လက်ဒီမြဲသွားမှာပါကျွန်တော်တို့ကြားမှာပြန်ဆိုင်မှုတွေလည်းမရှိတော့ပါဘူးကျွန်တော်တို့ကအကောင်းဆုံးဆိုတဲ့စင်မြင့်တွေကိုနှစ်ပေါင်း15နှစ်ကြာဒီကွာတက်ရောက်ခဲ့ကြသူတွေပါ ျွန်တော်နဲ့သူနဲ့ကတငယ်ချင်းတွေလို့တော့ကျွန်တော်မပြောပါဘူးကျွန်တော်တို့လည်းသူတကွညစာမစားဘူးပါဘူး professional အပေါင်းအသင်းတွေဖြစ်တော့ကျွန်တော်တို့တူကိုတူလေးစားကြပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ကိုချင်းတပားကတော့တူကိုတူအင်မတန်လေးစားကြတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဤကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ